ကုသင်းဟုတို့အနေနဲ့ကဒီရွေးကောက်ပွဲကနေတက်လာမဲ့ဟိုပါပေါ့နော်အစိုးရဘယ်လိုအစိုးရမျိုးမျှော်လင့်ပါလဲဗျာနိုင်ငံကိုကောင်းအောင်တည်ဆောက်နိုင်တဲ့လူနဲ့ဘုရားဘုရားသာသာသာသနာကိုတည်ဆောက်နိုင်မဲ့လူတွေပဲကျွန်တော်တို့ကလေးလို့တင်ပြပါမယ်မင်္ဂလာပါကိုမင်္ဂလာပါနံပါတ်လေးပြောအောင်ဗျာကျွန်တော်နာမည်ဆိုင်းမင်းပါတော့တိုင်းရင်သားလားဗျာတိုင်းရင်သားပါဟောကဘာလူမျိုးလဲကိုခါလူမျိုးပါ ဟုတ်ကဲ့ပါကိုသိမင်းဟိုဟာဒီဇင်ဘာ28ရက်နေ့ကျလို့ရှိရင်ကျွန်တော်တို့ရွေးကောက်ပွဲရှိရတည်လာဗျ။အာတည်ပါတယ်။အဲဒါဆိုရင်မင်းကိုတော့ပဲမဲပေးပြင်မယ်ပေါ့။အော်ပေးပြင်မယ်။အဲဘာဖြစ်လို့မဲတော့ပေးရတာပေါ့။ကျွန်တော်တို့အသက်ရှင်ပြီးပြီးလေဒါမဲမဲတွေဘူး လိုအပ်တဲ့ခြင်းလို့ပါအာဟုတ်ကဲ့ပါအခုသူတို့ရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကိုဗာမြဖြစ်ဆက်ပဲပြောခြင်းနေလို့အဲကျွန်တော်လူငယ်တွေဖူးဖြိုးဆုံးတဲ့ဘုတ်တွေခွင်းလာမြမြရှိမယ်ခြင်းလို့ပါဟုတ်ကဲ့ပါအခုတည်ရှိတယ်ပါဘာမင်္ဂလာပါဟုတ်မင်္ဂလာပါ မြန်မာနာမည်လေးမိတ်ဆက်ပြပါဦးနာမည်ညွန့်နာနာတွေမှာဆက်ရှင်နေပြည့်ပြီးသွားပြီလားဟုတ်ပြည့်ပြီးသွားပြီအဲဒါဆိုလို့ရှိရင်ဒီဇင်ဘာ28ရက်နေ့ကျတော့ရှင်မဲရုံကိုသွားပြီးတော့မဲပေးရမယ်ဆိုတော့ဒီမှာလေးသိပြီးသွားပြီလားဟုတ်ပြီပါရှင်မဲစင်းတွေရောကြည့်ပြီးသွားပြီလားမဲစင်းတွေလည်းကြည့်ပြီးသွားပါဟုတ်ဆိုလို့ရှိရင်မဲရုံကိုသွားပြီးတော့မဲပေးတော့မယ်ပေါ့ဟုတ်မဲပေးရမှာပေါ့ဘာဖြစ်လို့မဲပေးဖြစ်တာလဲညီမအဲအဲညီမတို့ကညီမနိုင်ငံထဲမှာနေတဲ့ ရှင်နေပြပြီးသားလူတိုင်းကတော့အဲပေးရမယ်လို့ထင်လို့ဟုတ်ပါပြီညီမအဲ့ဒါဆိုလို့ရှိရင်ညီမတို့လိုလူငယ်လူရွယ်တွေအနေနဲ့ပေါ့လေဟုတ်ဒီမဲရုံကိုတွားပြီးတော့မဲပေးတဲ့ခါမှာဒီညီမကပထမဆုံးချိန်မဟုတ်တော့ဘူးလို့ထင်ပါတယ်ပြရတယ်ဟုတ်အဲ့ကြတော့အရင်တစ်ခါမဲပေးရနဲ့အခုမဲပေးရနဲ့ဆိုလို့ရှိရင်ဘယ်လိုပွားတော့ဟာအရင်ကတော့ကျွန်တော်ဟိုကတော့ကျွန်တော်တို့ကပါတော့ဆိုင်ရွက်နဲ့ပဲပေးရမှာတော့အခုတစ်ခါတော့စက်တွေပိုင်းနဲ့ပေးရမယ်ဆိုတော့စိတ်တော့လှုပ်ရှားပေါ့ဒါမဲ့ အဲလည်း print ပေးချင်ပါတယ်ဟုတ်ညီမတို့လိုလူငယ်လူငယ်တွေနဲ့ပတ်သက်ပြီးတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဗာမြတိုက်တွန်းခြင်းလေအာ session နှစ်ပြည့်ပြီသားလူတိုင်းကတော့မဲပေးတဲ့နယ်လို့ထင်ပါတယ်ပေးဖို့လည်းတိုက်တွန်းပါရှင့်ဟုတ်ကျေးဇူးတင်ပါတယ်ညီမဟုတ်ကျေးဇူးပါ ကိုမင်္ဂလာပါ။ဟာမင်္ဂလာပါကိုကြီး။ကိုနာမည်ဘယ်လိုခေါ်လဲဗျ။အာကျောင်းလည်းပဲရေထောက်ပါခင်ဗျာ။ဟုတ်ကဲ့ပါကိုရေထောက်ဒီဇင်ဘာ28ရက်နေ့ကျရင်ရွေးကောက်ပွဲရှိရသိလားဗျ။ဟုတ်ကဲ့သိပါလေခင်ဗျာ။မဲစင်ရောကြည့်ပြီးသွားရလားကို။ဟုတ်ကဲ့ကြည့်ပြီးသွားရခင်ဗျာ။အဲ့တော့လည်းပြင်ဆင်ထားပါလေခင်ဗျာ။ဟုတ်ကဲ့ပါမဲရုံကိုသွားပြီးတော့မဲပိတ်ပြင်ပါလားဗျ။ဟုတ်ကဲ့မဲမဲပိတ်ပြင်မှာပါပါခင်ဗျာ။ဘာလို့တော့ကျောင်းမြန်မာနိုင်ငံသားတယောက်တယောက်ဖြစ်တဲ့အတွက်မဲပိတ်တဲ့လည်းထင်လို့ညီကောင်မောင်တမရဲ့အကုန်လုံးနဲ့လာပြီးတော့မဲပိတ်မှာဖြစ်ပါလေခင်ဗျာ။ ဟုတ်ကဲ့ပါဘလို့ကိုယ်စားလှယ်လောင်းတွေကိုဟိုမဲပေးသွားမှာတော့ဗျာကျွန်တော်ရဲ့မြန်မာနိုင်ငံကြီးကိုတူတူတဲ့ပြောအောင်မြန်မာဟိုမြန်မာပြည်သူပြည်သားတွေကိုလည်းစကြမ်းသာအောင်ဒီနေ့ပေါ်ဟိုဗုဒ္ဓဘာသာတာတာထွက်တဲ့အစစ်ပြေတူတက်အောင်လုပ်ပြီးနဲ့လုပ်ပြီးနိုင်မဲ့ကိုယ်စားလှယ်လောင်းကိုကျွန်တော်ကမဲပေးမှာဖြစ်ပါလိမ့်မယ်ဟာဟုတ်ကဲ့ပါကိုကျေးဇူးတင်ပါတယ်ကိုဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာကိုမင်္ဂလာပါဟုတ်မင်္ဂလာပါခင်ဗျာ ကိုနံပါတ်ဘယ်လိုခေါ်လဲမသိဘူးဗျာ။ကျွန်တော်ထုံးမလက်ပါဘူးဗျာ။ဟုတ်ကဲ့ပါကိုထုံးမလက်ဒီဒီဇင်ဘာ28ရက်နေ့ကြလို့ရှိရင်အထူးထူးရွေးကောက်ပွဲရှိရသိလားဗျာ။ဟုတ်ကဲ့သိပါတယ်ခင်ဗျာ။မဲဆင်းနေရောကြည့်ပြီးသွားရလား။ဟုတ်ကဲ့ကြည့်ပြီးသွားပါရဲ့ဗျာ။ဟုတ်ကဲ့ပါဒါဆိုမဲဆင်းပါတယ်ဗောဟုတ်ကဲ့ပါပါတယ်ခင်ဗျာဟုတ်ဒါဆိုဒီဇင်ဘာ28ရက်နေ့မဲပေးသွားပြစ်မယ်ဗောဟုတ်သွားပြစ်မှာပါခင်ဗျာကျွန်တော်မိသားစုနဲ့ပါအတူတူသွားမှာပါခင်ဗျာဟုတ်ကဲ့ပါဘာဖြစ်လို့မဲပေးပြစ်တာတော့ဗျာကျွန်တော်တို့နိုင်ငံသားတိအောက်အနေနဲ့မဲပေးရမယ်ဆိုတာသိပါတယ်ခင်ဗျာဟုတ်ကဲ့ပါ ။ဒါဆိုလို့ရှိရင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အခုဗာမန်ဖြစ်ဆက်ပေါ်ပြောကြနေတယ်လို့။နိုင်ငံသားတယောက်အနေနဲ့ဟိုဒီတိုင်းဒီတိုင်းပေါ့။ဘယ်ပြီးတင့်တယ်လို့ထင်ပါတယ်ခင်ဗျာ။